မုံရွာနဲ့6ဥပါလား6ဥဆက်လားတရင်ကျော်လာပြီးနေညမှာစီမီတပိတ်ဆိုပြီးမှလောက်ကြတယ်တဲ့အဲ့ဒါဟာကိုဟောပေါ့နော်တမတော်ကနေလို့ဘုံကျဲတယ်ဒါပေမဲ့ဥစဉ်အနေနဲ့ဒါကတော့ဘုံကျဲတာကိုထောက်ခံတာဖတ်မဟုတ်ဘူးနော်ဥစဉ်အနေနဲ့အဲ့ဒီစီမီတပိတ်ရဲ့လောက်ရောက်ကတော့လုံးဝလုံးဝလက်မခံဘူးဘာကြောင့်လဲဆိုတော့တရင်ကျော်လာပြီးညဆိုတာဘာသာရေးပွဲဘာသာရေးပွဲမှာဗုဒ္ဓပူဇနီးရပွဲဖြစ်နေတယ် ဒါတော့တော်လိုင်းရေးလုတ်ခြင်းတော်လိုင်းရေးအတွက်ဆန္ဒပြခြင်းလို့ဆိုရင်တိကျလုတ်မင်းတို့နိုင်ငံရေးလုတ်ရတဲ့ကိုဥစဉ်ရတယ်လို့မလုတ်နဲ့လို့တားမြစ်တာလည်းမဟုတ်ဘူးဖန်တားတာလည်းမဟုတ်ဘူးဒါပေမဲ့တို့ရဗုဒ္ဓပူဇနီးရပွဲနဲ့တော့လာမရောနဲ့ဗုဒ္ဓပူဇနီးရပွဲတိတ်ခါကြတယ်ကွာအချို့မြထားတဲ့တကက်ဥထိတ်ထားတဲ့ဘာသာရေးဗုဒ္ဓပူဇနီးရပွဲကိုလာတော်ပြီးမှနိုင်ငံရေးအရာမဆိုးနဲ့မင်းတို့ဆန္ဒပြခြင်းလို့ဆိုရင်တိကျပြကြိုက်တယ်လို့ပြကွာတို့ရအချို့မြထားတဲ့ဗုဒ္ဓပူဇနီးရပွဲဘာသာရေးပွဲမှာအဲ့ဒါတို့တပိတ်ဆုံးတော့လာမလုတ်နဲ့အရာမဆိုးနဲ့ ဘာသာရေးတိခါကြတယ်ဗုဒ္ဓပူဇနီယပွဲတိခါကြတယ်ကွာဖျားပွဲဖျားကိုပူဇော်တဲ့ပွဲကိုမမဟုတ်တဲ့မင်းတို့တို့အန်ယူဂျီတရောင်းစားဒေါ်လာရေးတွေလာမလို့လာနဲ့အမေရိကန်မှာနေတဲ့တကာချိုကြီးနဲ့ဖင်လန်ကတကာမောင်မောင်တို့လို့နော်အေးမင်းတို့ကိုဥစဉ်တောင်ပြပြမယ်ကွာမင်းတို့ကနိုင်ငံတကာကိုသွားလို့အပြင်ပလောကအရာကိုကျွမ်းကျင်ပေမဲ့အဲ့လိုကျွမ်းကျင်တဲ့ခါကျတော့နိုင်ငံရေးလောကသဘောအပြင်အပြင်နိုင်ငံရေးလောကကိုမင်းတို့အများထက်ပိုပြီးတည်ကောင်းသိလိမ့်မယ်ဒါပေမဲ့တက်တဲ့လောကဆိုတာကအပြင်ပလောကနဲ့ဆက်ဆက်မှုမရှိတဲ့ တီချာဖြစ်တဲ့အတွက်မင်းတို့အနေနဲ့ကဘာပတ်နိုင်ရမကလို့အင်္ဂါဂျူတီပဲသွားနိုင်ရင်သွားနိုင်စေတတွင်းလောကရဲ့သဘောတဘာဘကိုတော့မင်းတို့ကားကနနာမသိနိုင်ဘူးကဘာပတ်နိုင်တိုင်းအင်္ဂါဂျူတီသွားနိုင်တိုင်းအကုန်သိလိမ့်မယ်လို့မထင်နဲ့ပြင်ပလောကအရာတော့အတိအကျသိလိမ့်မယ်ဒါပေမဲ့တတွင်းလောကအရာကိုတော့မင်းတို့ဘလို့မှအပြည့်အဝအမှန်ကမသိနိုင်ဘူးဘာကြောင့်တော့တတွင်းလောကဆိုတာတီချာနယ်ပဲဖြစ်နေတယ်အဲ့တော့မင်းတို့ရဲ့အတိလိုသလားလိုသေးလားမလိုသေးလားဆိုတော့ဥစဉ်တစ်ချက်ထောက်ပြမယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့6ဦးဘုံတိုးရွာစီမီတပိတ်ဘုံကျဲတာဟာမမားဘူးလို့မပတ်တော့ဘူးတော့ပြောလာတယ်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒီတစ်ခါတော့ခုတစ်ခါဒီကိုပြန်ပြောရမယ့်အခြေအနေတော့ပဲနော်အမေရိကန်မှာနေတဲ့တကချိုကြီးနဲ့ဖင်လန်ကတကမောင်မောင်တို့လို့နော်အေးမင်းတို့ကိုဦးစင်းတောင်ပြပြမယ်ကွာမင်းတို့ကနိုင်ငံတကာကိုသွားလို့အပြင်ဘက်လောကအရာကိုကြွန့်ကျင်ပေမဲ့အဲ့လိုကြွန့်ကျင်တဲ့ခါကျတော့နိုင်ငံရေးလောကသဘောအပြင်အပြင်နိုင်ငံရေးလောကကိုမင်းတို့အများထက်ပိုပြီးတည်ကောင်းသိလိမ့်မယ် ဒါပေမဲ့တတ်သွင်းလောကဆိုတာကပြင်ပလောကနဲ့ဆက်ဆက်မှုမရှိတဲ့တီးခြားဖြစ်တဲ့အတွက်မင်းတို့အနေနဲ့ကဘာပတ်နိုင်ရမကလို့အင်္ဂါဂျူတီပဲသွားနိုင်ရင်သွားနိုင်စေတတ်သွင်းလောကရဲ့သဘောတဘာဝကိုတော့မင်းတို့ကကနနာမသိနိုင်ဘူးကဘာပတ်နိုင်တိုင်းအင်္ဂါဂျူတီသွားနိုင်တိုင်းအကုန်သိလိမ့်မယ်လို့မထင်နဲ့ပြင်ပလောကအရာတော့အတိအကျသိလိမ့်မယ်ဒါပေမဲ့တတ်သွင်းလောကအရာကိုတော့မင်းတို့ဘလို့မှအပြည့်အဝအမှန်ကမသိနိုင်ဘူးဘာကြောင့်ဆိုတော့တတ်သွင်းလောကဆိုတာတီးခြားနယ်ပယ်ဖြစ်နေတယ်အဲ့တော့မင်းတို့ရဲ့အတိလူသလားလူသီးလားမလူသီးလားဆိုတော့ဥစဉ်တစ်ချက်ထောက်ပြမယ်အဲ့တော့စစ်တပ်မှာစစ်တပ်တဲ့စစ်တပ်တိုင်းမှာတတ်သွင်းတရားစီရင်ရေးဆိုတာဘာကြောင့်ထားတာလဲ အဲ့ဒါကိုသိရအဖြေသိလိမ့်မယ်အဲ့ဒါမသိသေးရင်တော့မလို့အဖြေမသိဘူးနော်အဲ့ဒါမသိရင်အဖြေမသိဘူးအဲ့တော့နုနုကအဲတက်တွင်းလောကမှာအချင်းပြချာစားတွေများနေတယ်ဒါဟာခေါင်းဆောင်ဖြစ်တဲ့ဘုသူဒီကဘုသူကြီးကနေလို့ဒါဒီကိုစိန်နေပေးထားလို့ခုလိုပြုတ်ပြပေးထားလို့တန်ရှင်းရေးမလုပ်လို့လို့မနုကထင်ကြတယ်ဒါပြီးအဲ့ဒါနဲ့ပတ်သက်လို့ဦးစင်းပြောအောင်မယ်နော်တက်တွင်းနဲ့တန်ရှင်းရေးလုပ်နေတာကိုမင်းတို့ပြည်သူတွေတိအောင်ချပြဖို့လိုသေးလို့လားအာတကချူချီအာအဓိကကတန်ရှင်းဖို့ပဲမဟုတ်လား ်စစ်ဘုတ်တယောက်မကောင်းတာကိုတချင်ကတိုင်းပြည်အတွက်အသက်ပေးပကောက်ခဲ့ဘူးတာကိုမထောက်ရှုတော့ပဲသူမိသားစုလူပဝန်းကျင်မှာရက်တီမနေနိုင်တော့အောင်ဖျက်ဖျက်ပြလိုက်ရမှာလားဟင်ဖျက်ပြလိုက်ရမှာလားအဲ့လိုလို့ရဲ့အဲ့လိုလို့ရမျိုးကိုတက်မတော်သားတိုင်းကတော့လက်ခံနိုင်ကြမထင်သလား no အဲ့လိုလို့လို့ရှိရဲ့တက်မတော်ကြီးတစ်ခုလုံးလုံးဝပြိုကွဲသွားလိမ့်မယ်အဲ့လိုလို့ရမျိုးကိုလှုပ်ရင်လေ10နှစ်မကြာဘူး ။ညီကြီးလက်ခတ်လို့ဒါလွဲခြင်းလွဲသွားလိမ့်မယ်။အဲ့ဒါကတော့လုံးဝမလွဲဘူး။ဘာကြောင့်လဲ။စစ်သားစစ်သားနဲ့အယတားရာဇဝတ်တားခြင်းတူတယ်။ဒါပေမဲ့ခံစားချက်ချင်းမတူဘူး။အဲ့ဒါကဘာလို့ပေးဆက်ခဲ့ဘူးသူနဲ့မပေးဆက်ဘူးသူကွာခြားတယ်။အရာတားတယောက်ရဲ့ကြောက်ကိုဘယ်ဘယ်မျိုးဘယ်ဘွားကဘယ်သူအဖဘယ်သူအမိဘယ်သူရဲ့တားမောင်ဘယ်သူကဘာအမှုနဲ့ကျူးလွန်လို့ပုံမှန်ဘလောက်နဲ့အေးအေးပေးမှထောင်ချလိုက်ပါတယ်လို့သတင်းစာထဲမှာပြူးပြူးကြီးခေါင်းစည်းကချကျင်ညာလို့လဲ ိစမရှိဘူး။အဲဒါသူတို့ကတိုက်ပြီးတော့ပိစခဲ့ဘူးတဲ့သူတွေမဟုတ်တဲ့အတွက်နာစရာအကြောင်းမရှိဘူး။စစ်သားတွေမှတော့အဲ့လိုမဟုတ်ဘူး။အချင်းတို့ကအသက်ပိပိကာခွဲထားကြတဲ့အခုမားတာမားတာတကံပန်တာပဲ။အဲ့လိုချင်ညာလက်ရှိရပဲဘာဖြစ်လာလဲဆိုတော့ကြတော့တပ်မတော်သားတွေကခံစားချက်တည်းမှာပါလေ။ငါတို့ကွာမကောင်းတာတော့မကောင်းတာပဲ။တစ်ချိန်တုန်းကတိုက်တိုက်ပြီးအတွက်အသက်ပိကာခွဲခဲ့ဘူးတဲ့မျက်နာကြီးစုကမှမထောက်။လုံရဲ့လေချင်းဆိုတဲ့အရာကနော်ကဘာမကြီးအောင်နာကြီးတဲ့။ဘာကြောင့်လဲ။ မိသားစုကိုထိခိုက်စေတဲ့အရာမျိုးကိုနော်စစ်ဘိုလ်ချုပ်တယောက်ကိုအဲ့လိုခေါင်းစည်းကြီးနဲ့ပြည်သူတယောက်ပြုတ်ပြင်းချပြလိုက်မယ်ဆိုရင်သူ့မိသားစုကအရာထဲမှာဘလို့နေမလဲနော်တမန်တော်သားတွေကယင်ထဲမှာဘလို့ခံစားရအောင်မေးလဲငါတို့မကောင်းရင်ငါတို့တည်တံပဲပေးခြင်းပေးခြင်းတတ်တယ်ငါတို့မကောင်းလို့ငါတို့ခံရတာဒါပေမဲ့ငါတို့မိသားစုအတွက်ထောက်ထားမှုလေးကမရှိတချိန်တုန်းကတိုက်ပြတဲ့ငါတို့အသက်ပေးကာကွယ်ခဲ့ပြီးတဲ့ဂျေဇူးတရားဒီအရာကမှထောက်ထားမှုမရှိမိသားစုမျက်နာကမှမထောက်လောက်ရဲ့လေခြင်းဆိုတဲ့ခံစားချက်ကတမန်အရာသားနဲ့မတူဘူး အဲ့ဒီလူရဟာဆက်သားတွေရင်ထဲမှာကဘာမချီအောင်နာကြီးတယ်နော်ကဘာမချီအောင်နာကြီးတယ်ဒါကြောင့်မို့ရသဘောသားချင်းတူတယ်စစ်သားနဲ့အရသားရသဘောသားချင်းတူတယ်ခံစားချက်ချင်းမတူဘူးအဲ့ဒါကြောင့်မို့တက်သွင်းတရားရေးဆိုတာတိကျထားတာပြည်သူမသိအောင်တိုးတိုးတိတ်တိတ်တရားစီရင်ရတာမို့တက်သွင်းထဲမှာလည်းအချင်းပြတ်ခြားစားမှုတွေရှိတတ်တယ်ရှိလဲရှိတယ်ဒါကြောင့်မို့တက်သွင်းတရားစီရင်ရေးဆိုတာထားတယ်အဲ့မှာဘာဖြစ်လို့တပင်းတရားစီရင်ရေးလို့ထားတာလဲဆိုတော့ကြာတော့ပြည်သူတိအောင်တရားစီရင်လို့မတင့်လျော်လို့မရခေါင်းလို့ ဲ့တော့မင်းတို့တက်ချုပ်မဲ့အွန်လိုင်းကြီးကနေလို့ဘယ်ဘူချုပ်တွေကိုတော့အရေးယူလိုက်ပါပြီလို့နော်မမျော်လင့်နဲ့မျော်လင့်တဲ့ကအယူပဲအဲ့ဒီတရင်ကမမျော်နဲ့မျော်လင့်တဲ့ကအယူဘယ်တော့မှအချိန်ညာမှာမဟုတ်ဘူးကိုယ့်ဟာသူတိုးတိုးတိတ်တိတ်တရားစီရင်မှလူအောင်လူအောင်လူတိတ်လဲရင်လဲနေလိမ့်မယ်အဲ့ဒီအရာမင်းတို့ဘလို့မှသိချင်းပါတယ်တော့အော်ချင်းအော်ကြိုက်တလို့အော်ဒီမိုကရေစီနဲ့ဘာမှမဆိုင်ဘူးနော်ဒီပုဂ္ဂိုလ်လူခွင့်ရင်းနဲ့အဲ့ဒီတပ်တွင်းတရားစီရင်းနဲ့သွားမရောရှက်ခြင်းနဲ့မင်းအဲ့လိုအဲ့လိုရောရှက်ပြီးအော်ဂျင်တိုင်း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 ကြတဲ့ဆော်ခဲ့မှာဘယ်တော့မှခွင့်မမှာမဟုတ်ကြလားနော် တက်မတော်ကြီးတခုလို့ပြိုကိုကျွယ်ခွဲသွားမဲ့အရေးကိုတော့ဘယ်လိုဘယ်နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးဒီမိုကရေစီလို့ခွင့်ရပွင့်လင်းမြင်သာမှုရှိရပါမယ်လို့သွားမအော်ကြီးနဲ့ကြည်သမဲစားရမယ်နော်ကြည်သမဲစားရမယ်ဘယ်တော့မှမပြိုလင်းနိုင်မဖြစ်နိုင်ဘူးဘာကြောင့်လဲတက်မတော်ကြီးတခုလို့ပြိုခွဲသွားမယ်မင်းတို့အရာသားကဘယ်ပြုတ်ဘယ်ရွာကဘယ်သူရဲ့သားဘယ်သူခေါင်းဘယ်သူမှတ်ပုံနေတာမှဘလောက်ဘလောက်ဘလောက်နော်သူကတော့ပြည့်ပြည့်မှုဘလို့ကျွလုံလို့မပေါ်မှာဘလောက်နဲ့ထောင်တာပနေနဲ့ချလိုက်ပါပြီလို့သတင်းစာကောင်းစီကပြူးပြူးကြီးချိန်ချင်ရလဲပိတ်စားမရှိဘူး ။ဒါကြောင့်လေသူတို့မှတိုင်းပြည်ကိုပိဆက်ခဲ့သူတဲ့အမှုမဟုတ်တဲ့အတွက်နာစရာအကြောင်းမရှိဘူး။တပ်မတော်သားတွေမှာကတော့ငါတို့အခုမကောင်းတာမကောင်းတာပဲ။တချိန်တော့ကနိုင်ငံတကာအသက်ပေးကွယ်ခဲ့တဲ့မျက်နှာကမထောက်။နော်ငါတို့ကအပြစ်ပေးခြင်းပင်ဖြစ်နိုင်ရဲ့အတိတ်မှာပေးခြင်းပေးငါတို့မိသားစုဆက်လက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက်ဒီအရာလေးကမှမထောက်ရှု။လုံရဲ့လေခြင်းဆိုတဲ့အရာဟာခံစားခြင်းမတူဘူး။ဒါကြောင့်မို့တပ်တွင်းတရားစီရင်စွာထားရတယ်။အဲ့တော့တပ်တွင်းမှာအချင်းပြချစားတာတွေကိုမင်းတို့တက်ချုပ်ကနေတော့တရားစီရင်တာမစီရင်တာဖမ်းတာမဖမ်းတာတန့်ရှင်းလောက်တာမလောက်တာတွေကိုတွိုင်းမှမစူးစမ်းခြင်းနဲ့မင်းတို့တိကျမရှိဘူး။ အဲ့ဒါကိုမျောလင့်ချက်ကောင်းလဲအယူပဲနော်အယူပဲအဲ့တော့စီရင်နာမစီရင်နာကတော့မသိနိုင်တဲ့အတွက်ဘာမှမပြောနေနဲ့ဘာမှမပြောချင်နဲ့ပြောလို့လည်းမရဘူးသူသိနိုင်တဲ့အရာလည်းမဟုတ်ဘူးသိကွလည်းမပေးနိုင်ဘူးဒီမိုကရေစီလို့ဖွင့်ရေးကွာဖွင့်လင်းမြင်တာရမယ်လို့သာမလို့ချင်းနဲ့ချီဆံမဲ့စားရမယ်ဟုတ်ပလားအဲ့ဒါကြောင့်မို့တကားချူချင်းနဲ့တကားမောင်မောင်တို့အပြင်ကမွေပါပါနဲ့မင်းတို့ကျင်နေတယ်ဆိုတာကဘာပါဖြစ်ကျင်နေဆိုအပြင်တော့ကောက်ကိုကျင်နေတာ မင်းတို့ကျင်လည်နိုင်ကောင်းအောင်ဖြစ်နေရင်ကဘာမကတော့အင်္ဂါဂျူတိပဲရောက်လို့ကျင်လည်တယ်မစိမင်းတို့တတ်တဲ့အရေးကတော့ဘယ်နည်းနဲ့မှမသိနိုင်ဘူးတတ်တဲ့အရေးဆိုတာကတတ်ထဲမှာနေဘူးတဲ့သူမှသာနေသိလိမ့်မယ်ဒါပေမဲ့ဥစ္စာနေဘူးဆိုတာမနေဘူးပါဘူးတို့တော့လေခံစားချက်သဘောကိုသိတာနော်ဟုတ်ပါလို့ဒါကျင်တဲ့ခံစားချက်သဘောကိုဘာကြောင့်တတ်တဲ့တရားစင်ရေးကိုတီးခြားထားရတာလဲဆိုတဲ့အချက်ပြီးတော့ပေးဆက်ဖူးသူရဲ့ရင်ထဲကခံစားချက်ဒီနှစ်ခုနဲ့ပြကြည့်ရနော်မြေမေးကြည့်ကြည့်လေဘာကြောင့်တတ်တဲ့တရားစင်ရေးလို့တီးခြားထားရတာလဲခင်ဗျာလို့မေးကြည့်လိုက်ဇဝနာပြောသလိုမဖြေခဲ့ဘူးဆိုရင်နော်ခံစားချက် မပိဆက်ဖူးသူကမနာဘူးပိဆက်ဖူးသူကနာတယ်တဘာမချီအောင်နာတယ်ဒါကြောင့်မို့ကိုကြွကျင်တဲ့အရာကိုဝေဖန်ပါသုံးသပ်ပါထောက်ပြပါကောင်းပါတယ်မင်းတို့ဟိုထောက်ပြသုံးသပ်ချက်တရားကောင်းလို့လဲဦးစင်းလို့လဲအများအားနားထောင်ခဲ့ပါတယ်ဒါပေမဲ့တတ်တွက်အရေးကတော့ကောင်းသည်ဆိုသည်သွားဝေဖန်လို့မရပါဘူးကိုသိနိုင်တဲ့အရာမပါဘူးပွင့်လင်းမြင်သာမွေးရှိပါလို့သွားပြောကြည့်ရစီစားမဲ့စားရပါလိမ့်မယ်မရပါဘူးခင်ဗျာနော်ကဲဒါလေးပါပဲနော်ဒါကဟိုကိုမမီနိုင်တဲ့အရာ တိကျကန့်တတ်ချက်နေရာလေးကိုထောက်ထွင်းပြီးမှအပြင်ကနေမှန်းပြီးဝေဖန်လို့အရသာကတော့အရသာကတော့ချိန်ညာချက်ဘသူကိုရေးလိုက်ပါတယ်လို့သိရတယ်တတ်တဲ့မှမသိရဘူးဆိုတော့ကတမအရသာအမြင်အမြင်မျိုးနဲ့သွားမဝေဖန်နဲ့ယနေ့ခက်ကအဲ့လိုဝေဖန်တဲ့လူများနေလို့ပြောတာနော်မရဘူးကြည်စာမဲစားရမယ်တက်မတော်ကြီးပြုတ်ကွဲမခံနိုင်ဘူးဆယ်နဲ့မပြည့်ဘူးအေးတိုင်းလို့လို့ရန်ဘယ်တက်သားကမှလက်မခံနိုင်ဘူးနော်မိကြည့်လိုက်တမတော်သားတွေကိုတက်ရမှလက်မခံဘူးအဲ့လိုမျိုးကိုချင်းနဲ့တည်တံပေးလိုက်အစ်တေတိုးတိုးတိတ်တည်တံပေးလိုက်လက်ခံတယ် ပြုတ်ကနေပြက်ကနေပြည်သူတောင်ချပြလာရင်ကတော့လေဆယ်နဲ့မစေဘူးဆယ်နဲ့မကြဘူးမြေကြီးလက်ခတ်တော့လွဲရင်လွဲသားမယ်အဲ့ဒီတက်မလို့ကပြုတ်ကွဲပြည့်စီမှာတော့လုံးဝမလွဲဘူးမှတ်ထားအဲ့ဒါပဲဒီစိတ်ရတိုက်ပြရအိတ်ချက်ချင်းအိုးမဲ့တော့တိုက်ခိုင်းနေတာဟာတပြည့်တော်မပြောတာပါလိလဲငါတို့နားမလဲအဲ့တော့လက်ရှိဘုံပြက်ခံရတဲ့ပြည်သူလူကြီးရဲ့စိတ်ထဲမှာငရဲတမြခံစားနေရင်းနဲ့ဒီလိုမျိုးပုံနေထားပါတယ်ရန်ကုန်မှာတောင်ကြီးမှာမန္တလေးမှာမကွေးမြတလုံးမှာရှိုးလူပြားပေါ်မှာ ျော်ပွဲစဉ်တွေလူကြီးကိုချီးပြီးငါတို့စီမီလေးထွန်းလာကြတော့ဘုံကျဲပြီးတက်ဖြတ်တယ်သူတို့ကြတော့ကြုံနေလိုက်ကြတာဒီလူအချင်းချင်းအမုန်းကြီးမုန်းအမြင်တွေလွဲနားလည်လွဲတွေသွေးခွဲဖိနှိပ်အုပ်ချုပ်တဲ့ပုံစံဖြစ်ပါတယ်တစ်ဖက်မှာအခွင့်ရေးပေးမယ်တစ်ဖက်မှာဖိနှိပ်မယ်ဖိနှိပ်သူဘက်ကအခွင့်ရေးပေးရနေတဲ့ဘက်ကိုမုန်းမယ်အခွင့်ရေးရနေသူတွေဘက်ကလည်းဖိနှိပ်သူတွေကိုချီးပြီးခံဖို့တော်လှန်ချင်တာကို ဒီလိုစိတ်ဝမ်းကွဲပြားမှုမျိုးကိုစစ်တပ်ကလုပ်နေပါတယ်အမေကဲဒီတခါတော့မုံရွာနဲ့6ဦးပါလား6ဦးဆက်လာဗရင်ဂျိုလာပြည်နေညမှာစီမီသပိတ်ဆိုပြီးမှလောက်ကြတယ်တဲ့အဲ့ဒါဟာကိုဘာပေါ့နော်တမတော်ကနေလို့ဘုံကျဲတယ်ဒါပေမဲ့ဥစဉ်အနေနဲ့ဒါကတော့ဘုံကျဲတာကိုထောက်ခံတာမဟုတ်ဘူးနော်ဥစဉ်အနေနဲ့အဲ့ဒီစီမီသပိတ်ရဲ့လောက်ရောက်ကိုတော့လုံးဝလုံးဝလက်မခံဘူးဘာကြောင့်လဲဆိုတော့ သတင်းချုပ်လက်ပြညဆိုတာဘာသာရေးပွဲဘာသာရေးပွဲမှာဗုဒ္ဓပူဇနီးယပွဲဖြစ်နေတယ်ဒါတော့တော်လိုင်းရေးလှုပ်ချင်တော်လိုင်းရေးအတွက်ဆန္ဒပြချင်တယ်ဆိုရင်တရားလှုပ်ဒီနေရာမှာဦးစင်းပြောချင်တာကရွှေကလည်းရွှေအတုဆိုရင်ရွှေသိခါရွှေစစ်တွေသိခါကြတယ်ရဲအတူလို့တော့ရဲအစ်စ်တွေအထင်သေးမြင်သေးခါရတယ်နော်ရဲအတူပြီးလိမ့်လဲ6ဦးမျိုးနဲ့၅လုံးတင်စင်မြေရွာတို့စစ်တပ်ပြစ်ခတ်တော့လက်နက်ကြီးကြားရောက်ပောက်ကွဲ၍ပြည်သူနှစ်ဦးသေဆုံးပြီးကလေးငယ်နှစ်ဦးပြင်းထန်တန်ရာရ စကိုင်းတိုင်းချောင်းဦးမြို့နယ်ငါးလုံးတင်စင်မြေရွာကိုအကြမ်းဖက်စစ်တပ်ပစ်ခတ်သောလက်နက်ကြီးကြားရောက်ပောက်ကွဲ၍ပြည်သူနှစ်ဦးသေဆုံးပြီးကလေးငယ်နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့်အောက်တိုဘာလ30ရက်နေ့ည10:00နာရီကျော်ခန့်တွင်ချောင်းဦးမြို့နယ်ငါးလုံးတင်စင်မြေရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြမ်းဖက်စစ်တပ်ပစ်ခတ်သောလက်နက်ကြီးများသည့်ရှမ်းထူးရွာနှင့် နားလုံးတင်စင်မြေရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးရှမ်းထူးရွာတွင် ပြည်သူများထိခိုက်မှုမရှိတော့လဲနားလုံးတင်စင်မြေရွာတွင်ပြည်သူနှစ်ဦးသေဆုံးကကလေးငယ်နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ဖြစ်တာကလက်နက်ကြီး6လုံးပစ်ခဲ့တာကြားရောက်ပေါက်တဲ့နေရာက ရှမ်းထူးရွာဘက်လဲကြာတယ်လို့၅လုံးတင်စင်မြေရွာဘက်လဲကြာတယ်ရှမ်းထူးရွာဘက်ကတော့လူအထိခိုက်မရှိခဲ့ဘူး၅လုံးတင်စင်မြေရွာဘက်ကြာတော့စစ်ပေးရှောင်း၂ဦးတေဆုံးပြီး၂ဦးတန်ရာပြင်းထန်ရသွားတယ်အသက်35နှစ်အရွယ်အမျိုးသမီးတဦးကလက်နက်ကြီးကြပြီးပြီးချင်းပွဲချင်းပြီးတေဆုံးခဲ့ရတယ်အသက်60အဖွားဦးကတော့ဒီနေ့မနက်ခင်းမှထပ်မံတေဆုံးခဲ့ရတာပါနောက်ထပ်တန်ရာရကလေး၂ဦးကတော့ဆေးကုသမှုခံနေပါတယ် ခုဒေတာပြည်သူတဦးကပြောဆိုသည်လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်သည်6ဦးမြို့နယ်အတွင်းရှိခြေရွာများကိုလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်နေသောကြောင့်ခြေရွာနေပြည်သူများသည်ဘေးလွရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်6ဦးမြို့ထွေအုပ်ယုံကစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်တိုက်ခိုက်နေလို့အခုလည်းပြည်သူတွေဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိတာကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်နေတာခု6ဦးမြို့နယ်တွင်စစ်ပေးရှောင်အရေးကူညီဆောင်ရွက် နေသူတဦးကဆက်လက်ပြောဆိုသည်စက်သားအတုလုပ်ပြီးလိန်တယ်ယဟန်အတုလုပ်ပြီးလိန်တယ်စသဖြင့်အလူကံအတုနော်ဟုတ်လို့ဘုရားဘာဆောက်တယ်လို့လို့ကျောင်းမတဲတယ်လို့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 နဲ့အဲ့တော့အတုအတုရောင်တွေကြောင့်မို့လောကကြီးဟာပြည့်စည်နေတာအဖို့တန်တဲ့ယရနာတခက်ဘာသာတရားတွေကထိခိုက်ပြည့်စည်ပြီးမှနစ်နာနေကြရတယ်နော်အာအလူကံလာတယ်ဆိုလို့ရှိရင်ဘေကလက်စုမှစစ်တမ်းတွေကောက်နေရတယ်အမှန်ဆိုလို့ရှိရင်စစ်တမ်းကောက်စာမလိုဘူးလေနော်ရထဲရတော့လာလာတယ်လူကန်တွေလာတယ်စစ်တပ်တွေကောက်နေရတယ်ဘာကြောင့်ကောက်နေရတာလဲထောက်ကန်စာတွေတောင်းနေရတယ်ဘာကြောင့်တောင်းနေရတာလဲ လူလိမ်လူညာတွေဖြစ်နေရှိနေလို့တကယ်အစ်စ်မှန်နေဒုက္ခဖြစ်နေရတာအဲ့ဒါကြတော့အဲ့ဒါလိုပဲဦးဇေလိုပြောဖြစ်စေချင်တာကနော်ဒါဟာသတင်းချုပ်လက်ပြီးနေညမှာစီမီထွန်းတယ်ဆိုတာကဘာသာရေးဘာသာရေးတော့မှဦးဇေလိုဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာရဲ့အထွတ်အမြတ်ဖြစ်တဲ့ဗုဒ္ဓပူဇနီးယပွဲနော်ချက်ရှင်ဟာတော်ရင်နာနတ်ပြည်မှာမိဓမာတရားဒေသနာတော်ဆုံးဟောပြီးမှရင်ကျိုလက်ပြင်းညမှာတင်ကတ်တာနဂိုပြီကိုလူပြီကိုဆင်းသက်လာတဲ့ညမှာဘုရားရှင်ကိုပူဇော်တဲ့ပွဲဗုဒ္ဓပုဇနီယပွဲဒါဟာနည်းနည်းရရအခါနာပွဲပွဲမဟုတ်ဘူး ဲ့ဒါလို့ဗုဒ္ဓဂုဇနီယပွဲကိုဘာမဟုတ်တဲ့ငမြောက်ခွဲ6เนาะဘာမဟုတ်တဲ့ငမြောက်6နိုင်ငံရေးနိုင်ငံရေးတော်လာရေးတွေလာမလုံးနဲ့အဲ့ဒါကြီးလက်မခံဘူးမင်းတို့တော်လာရေးမလို့ရဘူးလို့မပြောဘူးဆန္ဒမပြဘူးလို့မပြောလို့ဘူးအဲ့ဒါကိုတားမြစ်တာလည်းမဟုတ်ဘူးမင်းတို့နိုင်ငံရေးလုပ်ရတဲ့ကိုဦးစင်းရတယ်လို့မလုံးနဲ့လို့တားမြစ်တာလည်းမဟုတ်ဘူးဟန်တားတာလည်းမဟုတ်ဘူးဒါပေမဲ့တို့ရဲ့ဗုဒ္ဓဂုဇနီယပွဲနဲ့တော့လာမရောနဲ့ဗုဒ္ဓဂုဇနီယပွဲတိတ်ခါကြတယ်ကွာเนาะဗုဒ္ဓဂုဇနီယပွဲအထွတ်အမြတ်ဖြစ်တဲ့ဗုဒ္ဓဂုဇနီယပွဲကိုမင်းတို့နိုင်ငံရေးလာအသုံးမချနဲ့เนาะနိုင်ငံရေးလာပြီးအသုံးမချနဲ့မင်းတို့ဆန္ဒပြကြတယ်ဆိုရင်တခြားအချိန်မှာပြ နော်တခြားနီးနဲ့ပြတခြားချိန်နဲ့ပြအခုကတရင်ချိုလက်ပြင်းနေညဗုဒ္ဓပုဇနိယပွဲဗုဒ္ဓဘာသာဗုဒ္ဓဘာသာတွေအထုဗုဒ္ဓဘာသာတွေအထုမြထားတဲ့တကက်ဥထိတ်ထားတဲ့ဘာသာရေးဗုဒ္ဓပုဇနိယပွဲကိုလာတော်ပြီးမှနိုင်ငံရေးအရာမဆုံးနဲ့မင်းတို့ဆန္ဒပြချင်တယ်ဆိုတီချပြကြိုက်တယ်လို့ပြကွာနော်ကြိုက်တယ်လို့ပြကွာမင်းတို့မင်းတို့မင်းတို့နီးနဲ့မင်းတို့ပြတာဦးစင်းမင်းတို့2023ကမင်းတို့နီးမျိုးစုံဆန္ဒပြခဲ့တဲ့တပိတ်တွေလုခဲ့တာဦးစင်းတို့ဘာမှပြောခဲ့ဘူးနော် နတ်တရောဘာရတဲ့တောင်းစားတွေကအကုန်လုံးကောင်းကောင်းမှန်မှန်လို့မှဖဲဝါခေါင်းနေတော့နင်းမျိုးစုံတပိတ်တပိတ်စုံတပိတ်စုံတပုံးနော်တပိတ်စုံဆန္ဒပြခဲ့တယ်ဦးစင်းတို့ဘာတခုမှမင်းတို့မကဲ့ရဲ့ခဲ့ဘူးမပြောခဲ့ဘူးဒါကမင်းတို့ဆန္ဒနဲ့မင်းတို့ဒီမိုကရေစီလွတ်လပ်ခွင့်နဲ့မင်းတို့သဘောမင်းတို့ခွင့်ခွင့်ရင်းနဲ့မင်းတို့ဆန္ဒပြတော့ဦးစင်းတို့ဘာမှမပြောဘူးစိုက်တဲ့နင်းနဲ့ဆန္ဒပြ2017တုန်းကမင်းတို့ဆန္ဒပြခဲ့တယ်နင်းမျိုးစုံဆန္ဒပြခဲ့တယ်ဦးစင်းဘာမှမပြောခဲ့ဘူးအဲ့ဒါမင်းတို့ရဲ့လွတ်လပ်ခွင့်မင်းတို့သဘောနော်အစိုးရကကြည်ပြူရဲ့လက်ခံပြီးပြီဒါအစိုးရအပိုင် နော်2023တုန်းကအစိုးရနဲ့မင်းတို့နဲ့ပဲဆိုင်တယ်အဲ့ဒါကမတို့ရဟန်းနေနဲ့မဆိုင်ဘူးဘာသာရေးနဲ့မဆိုင်ဘူးဒါကြောင့်မို့ဦးဇင်းတို့ဘာမှမပြောခဲ့ဘူးအခုပြီးခဲ့တဲ့သတင်းချုပ်လာပြီးနေညတုန်းကညမှာနော်စီမီတပိတ်ဆိုပြီးမှလုတ်ခဲလုတ်တာကတော့တို့ဘာသာရေးနဲ့ဆိုင်သွားပြီဗုဒ္ဓပုဇနီယပွဲကိုမင်းတို့တော်လန်ရေးဆိုတဲ့နိုင်ငံရေးအယောင်ဆိုးသွားပြီဒါကတော့တို့ရဟန်းတော်ရင်နဲ့ဓာတ်ရိုက်ဆိုင်သွားပြီမတို့ကဘာသာရေးကောင်းဆောင်ရဟန်းကိုထတာတင်ကောင်းကိုထတာဖျားသားတော့ဒါကြောင့်မို့ဘာသာရေးဗုဒ္ဓပုဇနီယပွဲမှာနိုင်ငံရေးအယောင်ဆိုးအယောင်ရေးဆိုးတော့အယောင်ဆိုးတော့ပြီးမှာ ဟိုကဘာလဲစီနီထွန်းတပိတ်ဆိုပြီးမှလောက်တာမျိုးကတော့ငါတို့လုံးဝလုံးဝလက်မခံဘူးချက်တရီမဲ့တယ်ချက်တရီတုံးလုံးတယ်လောကကြီးမှာအဲ့လိုအယောင်ဆောင်တွေဒါကြောင့်မို့တကယ်အစ်စ်မှနေသိခါကြတယ်ရဲဆိုမှအတုလောက်ပါလိန်တော့ရဲစစ်တွေခံရတယ်စစ်သားအတုဆိုပြီးလိန်ပြီးတော့စစ်သားတွေစစ်သားစစ်တွေခံရတယ်နော်အလူကအစ်စ်တွေကြောင့်အလူကအတုအယောင်ဆောင်တွေ့ကြမို့တကယ်အလူကအစ်စ်သမားတွေကထောက်ခံစာတွေတောင်းနေရတယ်ယဟအတူတွေပေါ်လာလို့တို့ယဟအစစ်တွေသိခါကြရတယ်အမြင်ငယ်နေရတယ်ဒီလိုအယောင်ဆောင်ရောထွေးရောထွေးလို့တကောဇဝနာတို့လုံးဝလုံးဝလက်မခံဘူး မင်းတို့တော်လန်ရေးလုပ်ချင်တဲ့ဆန္ဒပြချင်တဲ့တိချပြစိတ်တနည်းနဲ့ပြလွတ်လွတ်လပ်လပ်ပြအဲ့ဒါအစိုးရနဲ့ပဲဆိုင်တယ်ငါတို့နဲ့ရဟန်းတော်နဲ့မဆိုင်ဘူးငါတို့တင်ကန်းဝတ်ထားတဲ့ရဟန်းတော်တွေနဲ့လုံးဝမဆိုင်ဘူးစိတ်တယ်လို့ပြ2021တောင်ကမင်းတို့ပြခဲ့တယ်ငါတို့ဘာမှမပြောခဲ့ဘူးဒါပေမဲ့ပြီးခဲ့တဲ့ဇင်ချိုလက်ပြင်းနေညမှာစီမီထွန်းတပိတ်ဆိုမှလောက်တာကတော့လုံးဝလုံးဝလည်းမခံဘူးငါတို့ရဲ့အထွတ်မြတ်ထားတဲ့ဗုဒ္ဓပူဇနီယပွဲဘာသာရေးပွဲမှာအဲ့ဒါတို့တပိတ်ဆုံတော့လာမလို့နဲ့အယောင်ဆုံးနဲ့ဘာသာရေးတိခါကြတယ်ဗုဒ္ဓပူဇနီယပွဲတိခါကြတယ်ကွာဖျားပွဲဖျားကိုပူဆိုတဲ့ပွဲကို ဘာမဟုတ်တဲ့မင်းတို့မင်းတို့အန်ယူဂျီတရောင်းစားဒေါ်လာရေးတွေလာမလို့လာနဲ့ဆွေးရှင်းမပြောလိုက်မယ်ဒဲပြောလိုက်မယ်နော်2021တုန်းကမင်းတို့ကြိုက်တဲ့နည်းနဲ့ပုံစံပုံစံပြခဲ့မှဖဲဝါရောအမျိုးမျိုးလုပ်ခဲ့တယ်ကြိုက်နည်းမျိုးစုံလုပ်ခဲ့တယ်ကဘာမှာဒေါ်လာရင်းမျိုးစုံဆိုတဲ့ညောင်းလေဆန္ဒပြတဲ့နည်းမှာမြန်မာလောက်စုံတာမြန်မာပဲရှိတယ်ကဘာမှာအစုံဆုံးကမြန်မာပဲရုတ်တနတ်တအကုန်လုံးတုံးလုံးပက်လက်တွေကိုဖိုကိုလစ်စလစ်တွေကိုအကုန်လုံးနည်းမျိုးစုံမှဖဲဝါတပိတ်တွေကိုနော်ထမိန်မှာခါတဲ့ဟိုမိမိမှာရာဒီသွေးတွေတုတ်ထိုင်မှာဖုန်ကြီးပုံတွေကပ်ပြီးမှလမ်းမလက်ကောင်မှာတချိုးတမ်းချိတ်တာတွေကိုငါတို့ဘာမှပြောခဲ့သေးဘူးနော်ဟုတ်ပါလို့ မင်းတို့ကြိုက်တဲ့နင်းမျိုးစုံနဲ့လုခဲ့တာကွာအကုန်လုံးနော်တရားတွေကမြန်မာတွေကနတ်တွေက38မြက်အစုံနော်ဟိုစားပါပါဝယ်ဝယ်လေးစလေးတွေကစားအကုန်လုံးမင်းတို့ဆန္ဒပြခဲ့တယ်ငါတို့ဘာမှပြောခဲ့ဘူးအဲ့ဒါငါတို့ဘာသာရေးနဲ့မဆိုင်ဘူးနော်အဲ့မှာငါတို့ပြောတာကခုနကတင်ခန်းကတ်တယ်ထမိန်မှာဖုန်းကြီးပုံကတ်တယ်လည်းငါတို့ပြောခဲ့တာကြာနဲ့မှဖဲဝါဒီဘာသာရေးငါတို့ဘာမှပြောခဲ့ဘူးဟာအဲ့ဒါကမင်းတို့ရဲ့အပိုင်မင်းတို့လွတ်လပ်ခွင့်မင်းတို့ဒီမိုကရေစီဒါပေမဲ့တို့ဘာသာရေးကိုတော့လာတော့မချနဲ့နော်ဗုဒ္ဓပူဇနီယအပွဲငါတို့ဗုဒ္ဓရဲ့ပူဇနီယအပွဲကိုမင်းတို့နိုင်ငံရေးတွေလာမရောနဲ့ တိတ်ခါကြတယ်ကွာတန်ဖိုးကြတယ်ကွာအဲ့ဒါပဲနော်အေးမင်းအောင်လည်းကမင်းတို့အဲ့ဒီဟိုစီမီးတပိတ်ကိုဘုံကျဲတာကငါထောက်ခံတော့မဟုတ်ဘူးနော်အဲ့ဒါကျင်းကျင်းမကျဲတဲ့အဲ့သူ့ပိုင်းသူကျင်းကျဲတာလည်းသူ့ပိုင်းမကျဲတာလည်းသူ့ပိုင်းအဲ့ဒါတော့သူ့ပိုင်းကိုပြောလို့ဘူးနော်မင်းတို့ဘာမင်းတို့ဘယ်ရောက်တေး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 ပါစလဲမပြောဘူးနော်အဲ့ဒါကတော့ဥစဉ်မပြောလို့ဘူးအဲ့ဒါကိုအားပြလို့မဟုတ်အခုဥစဉ်ပြောတာကဘာသာရေးဗုဒ္ဓပူဇဏီယပွဲကိုနိုင်ငံရေးအယောင်ဆိုးတာကိုပြောတာလမ်းလုံးနဲ့တော့ကိုနော်လုံးဝလမ်းလုံးနဲ့တော့ကိုကြိုက်ရတို့ဗုဒ္ဓ တနိုင်ငံလုံးရှိတဲ့ဗုဒ္ဓဘာသာတရားလုံးကိုစော်ခါလိုက်တာပဲမင်းနိုင်ငံရေးနဲ့ဘာသာရေးမရောနဲ့ဆိုနော်နိုင်ငံရေးမှာဘာသာရေးမရောနဲ့ဆိုမင်းတို့ပြောနေတာလေကွာမင်းတို့ရောတာလေကွာအယောက်ဆောင်လာမရောနဲ့နော်ဘာသာရေးပွဲကိုနိုင်ငံရေးနဲ့လာမရောမရောနဲ့ဗုဒ္ဓပူဇနီယပွဲတိတ်ငယ်တယ်ကွာ